အားသာဝါလာရှင်ညီကောင်မလို့များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဇူလိုင်လ3ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအောင်လဲကျေးဇူးတင်ပါတယ် ကယ်ဘရောင်းဒီနှစ်ပုတ်ကိုတော့ PBC Romano ဖော်ပြထားတဲ့သတင်းရယ် The Beauty Game Pocket ကဖော်ပြထားတဲ့သတင်းရယ် O'Hara လို့ခေါ်တဲ့ Spark Salma Home ဖော်ပြထားတဲ့သတင်းအဲ့သုံးခုနဲ့ပတ်သက်ပြီးတွဲပြီးဖော်ပြပြီးမယ်ဒါကတော့သူတို့က EVRC အစည်းနဲ့ပတ်သက်ပြီးပြောထားပါလေ Romano ရဲ့ဖော်ပြထားရဲ့ရဆိုရင်တော့ Arsenal အသင်းက EVRC အစည်းကိုခေါ်ဖို့အတွက်စူးစမ်းနေတယ် ကလပ်ရဲ့ project နဲ့ပတ်သက်ပြီးတော့ဒီကစားမသဘောကျနေအာဆင်နယ်ကိုပြောင်းလာခြင်းနေပြီးတော့အာဆင်နယ်ကလည်း Crystal Palace နဲ့ဒီအစည်းရဲ့ကိုယ်စားလှယ်နဲ့စာချုပ်ချုပ်ဆိုလိုမှုအခြေအနေတွေကိုစတင်ဆွေးနွေးနေပြီဖြစ်တယ်ဆိုပြီးဖော်ပြသွားတယ်။ Romano ရဲ့အပြောအရဆိုအာဆင်နယ်ကတကယ် အစည်းနဲ့ပတ်သက်ပြီးအလုံးလုံးနေပြီအဲ့တော့ကျွန်တော်တို့လေအခြားတက်စစ်တောင်ပံကစားသမားတွေအခြားဘက်ဆလိုက်ဖြစ်တဲ့ player တွေဆိုင်တော့အစည်းကအာဆင်နယ်ရောက်လာဖို့အတွက်ပို့ပြီးနီးစပ်လာပြီလို့ပြောလို့ရတယ်ဒါကတပိုင်းနောက်တစ်ခုကကြတော့ The Beautiful Game Podcast ဆိုတဲ့ဒီအဆီဇင်တစ်ခုမှာပြောထားတာအဲ့ဒီမှာပြောထားချက်ရဆိုရင်တော့ Artita က Declan Wright ကိုမေးတယ် ူတို့ရဲ့အင်္ဂလန်အသင်းဘောလေးဖြစ်တဲ့ EVRG အစည်းကိုအာဆင်နယ်ကိုခုံမယ်ဆိုရင်ဘာတွေကောင်းကွက်တွေရှိလဲဆိုရင်မေးမြန်းတယ်။ဒီနေ့မှဒီကလန်ရိုက်ကလည်းကောင်းတဲ့အကြောင်းတွေပဲရွေးပြီးပြောခဲ့လာတော့မသိဘူး။လက်ရှိချိန်မှာအာဆင်နယ်နဲ့အစည်းကိုစလိန်နဲ့တွေ့ဆုံမှု၊ခရစ်စတယ်ပဲလီအသင်းတာဝန်ရှိသူနဲ့တွေ့ဆုံမှုတွေကခက်စိတ်ဖြစ်လာတာကိုတွေ့ရတယ်ဗောလေ။ဒီကစားမနဲ့ပတ်သက်ပြီးတော့ပေါင်68တန်းဆိုပေမဲ့တချို့ report တွေမှာတော့ပေါင်တန်း60နဲ့တင်ကလတ်တင်းနှစ်ခုကြသဘောတူညီမှုရာသွားနိုင်ရှိဆိုပြီးရေးသားထားတယ်။အာဆင်နယ်ကလည်းစာချုပ်ဖြတ်သိမ်းရေးအပြည့်အဝပေးမှာမဟုတ်ဘူး။ဒါပေမဲ့အဲ့လောက်ရွရွပမာဏဆိုရင်တော့ ့ Crystal Palace ကိုလက်ခံသွားနိုင်ချေရှိဆိုပြီးတော့ရေးသားထားပြီးတော့ဒီကစားသမားလည်းအကြိမ်များ Arsenal ကိုပြောင်းလာရမယ်ဆိုရင်သူ့ရဲ့ကစားသမားဘဝနောက်ထပ်တစ်ဆင့်မြင့်လာလို့ခံယူထားတယ်။အခြားရှင်ပြီးကမ်းလမ်းမဲ့အသင်းအထက်စာလို့ရှိရင်ဆိုပြီးတော့ The, The Beautiful Game Pocket ကနေပြီးတော့ဖော်ပြထားပါလေ။နောက်ဆုံးတစ်ချက်ကကြတော့စပါကစားသမားအောင် O'Hara သူကကြတော့ EVG အစည်းကိုအာဆင်နယ်ကိုမပြောင်းစေချင်ပါဘူး။သူ့အနေနဲ့ပွဲထွက်ခွင့်အာမခံချက်မသေးကြဘူး။ Odegaard, Martinelli, ထရော့ဇက်တို့နဲ့နေရာရှင်လူကမှဖြစ်တဲ့အတွက်ဆိုပြီးပြောသွားတယ်။သူကတော့စပါးလီဂျန်တယောက်ဖြစ်တဲ့အတွက်သူ့အသင်းကိုပဲဒီကစားမောက်ရောက်စေချင်ပုံရတယ်။ဒါပေမဲ့ကျွန်တော်အနေနဲ့ကျတော့လေအသင်းမှာဗက်ဆလိုက်ဖြစ်တဲ့ player နောက်ဆုံးပြ EBG အစည်းကိုကျွန်တော်တို့ခေါ်လိုက်တယ်ဆိုပြီးအထောင်တိုက်စစ်မှုတဲ့ဘဲဘဲချမ်း quality တောင်ပန်ကစားမောက်တူထက်ရောက်လာမယ့်အရေးဟာတသက်စီရောက်ကိုရအောင်ပါ။အဲဆိုအစည်းကိုလည်းကျွန်တော်တို့ခေါ်မယ်။နောက်ပြီးတော့ဝင်ရစားမတူလဲခေါ်မယ်။အထောင်တက်စစ်ကစားမတူလဲခေါ်မယ်။ forward စုံအတွက်3ဦးလောက်ရောက်လာဖို့ရှိတယ်။အရှင်းမှာရောက်ထားပြီးသား player 3ဦးရှိတယ်။ရောက်ခါနေ တူးရှိတယ်လက်ရှိຫນွေဈေးကွက်အာဆင်နယ်က9ရောက်လောက်ဟီဝီကိုဖြစ်သွားနိုင်ကြရှိတယ်ဘာလို့မဖြစ်လာနိုင်ရမှာလဲဆိုတော့ကျွန်တော်အပြောင်းရွှေ့ပြီးဆုံးဖို့ကနှစ်လမရှိတရှိလောက်ကြံသေးရပေါ့လေဂျပန်58ရောက်လောက်လက်ထဲမှာကြံသေးရပြောလို့ရတယ်အဲဆိုတော့26နှစ်ရဲ့အင်္ဂလန်သားအာဆင်နယ်ကိုရောက်လာမလားဆိုစောင့်ကြည့်သွားမှာပါလက်ရှိသတင်းအရရကတော့ EBRG အစည်းအာဆင်နယ်ကိုရောက်လာဖို့ကိုလက်ညှိုးညွှန်ပြနေပါတယ် ဒုတိယမြောက်သတင်းတပုတ်ကတော့ဖေဘီဆိုရိုမာတို့ကိုယ်တိုင်အတီးပြူထားပါလေဒါကခရစ်စတီယန်မော်ကွေယာနဲ့သတင်းပါခရစ်စတီယန်မော်ကွေယာနဲ့ပတ်သက်ပြီးတော့ဗလင်စီယာအသင်းကမြင်မာတဲ့လောက်ခလာစာနောက်ပြီးနှစ်ရှည်ကွန်ထရက်ပုံမှန်ပွဲထွက်ခွင့်အဲ့ဒီကံလန်းမှုတွေပါဝင်တဲ့စာချုပ်တက်တန်းတို့အစ်တတကူကိုပေးပို့ခဲ့တယ်ဒါပေမဲ့ကစားသမားအဲ့စာချုပ်တက်ဆိုင်ရင်အာဆီနယ်သင်းစီကိုပဲပြောင်းကျင်နေဆိုပြီးတော့ရိုမာနိုကပြောသွားခဲ့တယ်အဲတချို့ report တွေမှာဆိုလို့ရှိရင်တော့ ဗလင်စီယာကပေးအပ်တဲ့ဒီစာချုပ်အသစ်ကိုကစားမပယ်ချလိုက်တယ်ကြားသိရတယ်။ဒါပေမဲ့ရိုမာနိုရဲ့အရေးသားထဲမှာဆိုရင်တော့ပယ်ချလိုက်တယ်ဆိုတာထက်အဲ့ဒီစာချုပ်တက်ဆိုင်အာဆီနိုပို့ပြီးပြောင်းကျင်တယ်။အာဆီနယ်ကန်လန်နဲ့နှစ်ဖက်ကြားသဘောတူညီမှုတွေကိုကစားမခေါင်းကျင်ပြီးပြီဆိုပြီးတော့တွေ့ရတယ်။အဲဒါဆိုကျွန်တော်အနေနဲ့ခရစ်စတန်မော်ကွေတာကိုရပြီလို့မှတ်လို့ရတယ်။ဘာလို့ဆိုတော့လက်ရှိအချိန်မှာသူ့အနေနဲ့စာချုပ်က12လောက်မှကျွန်တော်17လဆွန်ဆွန်ပဲရှိတော့တဲ့အချိန်မှာဒီကစားမကိုဘလင်စီယာတို့အနေနဲ့မထိန်းထားနိုင်ဘူးဆိုရင်တချို့ report တွေက ာဆိုရင်တော့ပေါင်အားဖြင့်ဆိုရင်18တန်း18တန်း၊ယူအားဖြင့်ဆိုရင်တန်း20လောက်ရတဲ့လက်လွတ်မဲ့ကြားသိရတယ်။အခုတော့ ရိုမာနိုရဲ့ပြောထားချက်အရဆိုရင်တော့ဒီကစားသမားအာဆင်နယ်တို့ဒုတိယအကြိမ်ကမ်းလှမ်းမှုမလုပ်ရသေးဘူးပထမအကြိမ် UO 14သန်းပယ်ချခံရပြီးနောက်ပိုင်းမှာဗလင်စီယာကဒီကစားသမားကိုတတ်တန်းတိုးဖို့ကိုဦးစားပေးလုပ်နေတယ်အာဆင်နယ်ကလည်းအဲ့ဒီအခြေအနေကိုစောင့်ကြည့်နေပြီးတော့ကစားသမားလုံးဝတတ်တန်းမတိုးတော့ဘူးအဲ့ဒီကမ်းလှမ်းမှုတွေကိုပယ်ချလိုက်တာကျင်းနေသူတို့ကဒုတိယကမ်းလှမ်းမှုလုပ်ဖို့အတွက်ပြင်ဆင်ထားတယ်အဲ့တော့ဒီတရက်နေ့ရဲ့အတွင်းမှာအခြေအနေထူးလာနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီကစားသမားတိုးတဲ့နဲ့အာဆင်တို့အခြေအနေဖြုံးမှာမဟုတ်ဘူးပြီးတော့လည်းအရန်အတွက်ခေါ်တာကစားသမားအာဆင်တို့လုံးဝမီးစိမ်းပြပြီးပြီး တစ်ဖက်ကသူ့ကိုအခုမှလာပြီးကမ်းလန့်နဲ့သူ့ရဲ့မိခင်ကလပ်ကိုတော့ပယ်ချတဲ့ပုံစံမျိုးတွေတော့တွေ့နေရတယ်ပေါ့လေအဲဒါလည်းဖြစ်တင်ပါတယ်သူကအရင်နှုန်းထဲကကလပ်သင်းနဲ့ပတ်သက်ပြီးတိတ်မကြည်နဲ့တာကြီးကျွန်တော်တွေ့ရတယ်ဘာလို့လဲဆိုတော့သူ့ကိုအရင်ကလာစာ UO 3600ကျော်ပဲပေးထားတာနောက်တစ်ချက်ကဒီကစားသမားကြီးစာချုပ်တက်တန်းတစ်နှစ်လောက်ပဲကျန်တော့ချင်းဒီကလပ်သင်းကသူ့ကိုအရေးတူလုပ်ပြီးတော့တက်တန်းတို့မလုပ်ခဲ့ဘူးအခုမှအာဆင်နယ်ဝင်လာတော့မှပဲကလပ်သင်းကတစ်ချိန်မှအသင်းကြီးကြီး အတွက်ဈေးကောင်းရနိုင်ချင်ရှိရဆိုပြီးတော့အသေးအတန်ထိမှုစူးစမ်းခဲ့တာချစ်လုံးလို့တော့မဟုတ်ဘူးနှစ်ရှစ်ကွန်ထရက်ချုပ်ပြီးတော့အတင်းကြီးလေးစီရရာသလောက်နိုင်ဖို့ပြင်ဆင်တာပေါ့လေအခုကတော့စာချုပ်တိတ်မကြံတော့တဲ့အတွက်ပဲအာဆင်နယ်ကကစားသမားကလည်းကိုဘက်ကစာချုပ်ကလည်း12လလောက်ပဲကျန်တော့တဲ့အနေအထားပြီးတော့လေတဖက်ကလိုချင်တဲ့ဈေးရတယ်တဖြည်းဖြည်းနဲ့ရောလာနိုင်မယ့်အနေအထားဖြစ်တာတဲ့အတွက်အာရှတိုးမီဒီကစားမောက်ခေါ်သွားနိုင်ချေရှိနေပါတယ်အဲဆို22နှစ်ရဲ့စပိန်သားအာဆင်နယ်စီကိုရောက်လာမလားစောင့်ကြည့်သွားမှာပါဒီရမိုင်းလေးထူးထူးဆန်းဆန်းပဲသလား ဟိုတိုက်စစ်ကစားသမားနဲ့ပတ်သက်ပြီးအတမကြောက်ဘူးအဲ့ဒီ AVG အစည်းတို့ Christian Mokwea တို့နောက်ပြီးတော့ဒီ Mantuki တို့အဲ့ဒီသတင်းတွေပဲပတ်ချလဲထွက်တယ်အဲ့တော့ကျွန်တော်ရဲ့ဖော်ပြမှုသတင်းတွေကထက်တယ်လို့ထင်ရပေမဲ့နောက်ဆုံးရအချက်လက်တွေတော့ကွဲပြားတယ်ကစားသမားနာမည်တူကောင်းတူလိမ့်မယ်ဒါပေမဲ့နောက်ဆုံးရအချက်လက်တွေကတော့ရယူရသတင်းထောက်တွေကလက်လက်ဆက်ဆက်နောက်ဆုံးရအခြေအနေတွေကတော့အများအားကွဲပြားနေပါဖြစ်ပါတယ်အများအားစောင့်ကြည့်ရတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်စိတ်ထဲမှာတော့ Christian Mokwe တာကအရင်ရောက်လာမယ်လို့တော့ယုံကြည်ထားပါတယ် တတိယမြောက်သတင်းတပုတ်ကတော့ David Ryan နဲ့ပတ်သက်ပြီးတော့ခုနောက်ပိုင်းတက်လာပါလေဒါကတော့ AFC Stats ကနေကျွန်တော်ရတာပါအဲ့ဒါကတော့ Real Madrid အသင်းတာဝန်ရှိသူတွေက David Ryan ကိုအရန်သဘောကျတယ်အော်နောက်ပြီးတော့ Hanno Arsenal စီမှာလည်းအဲ့လိုရေးထားတာတွေ့တယ်အဲ့တော့ Real Madrid ကဒီကစားသမားကိုလိုချင်တာဖြစ်တဲ့အတွက်ဂျာခန်တဆင့်ရနေပြီးတော့ဆက်သွယ်ခဲ့တာရှိတယ်။ဒါပေမဲ့ကစားသမားအာဆင်နယ်မှာပြုံနေတာဖြစ်တဲ့အတွက်ငင်းပယ်ခဲ့တယ်ကြားသိရတယ်။အာဆင်နယ်မှာပဲသူပြုံနေဆိုပြီးအလိမ္မာသုံးပြီးတော့ရီယိုငင်းပယ်ခဲ့ပါလေ။အမှန်ကတော့ ရီဇာဘလကကီပါရောက်လာပြီမဲ့လေလက်ရှိအချိန်မှာဒေးဗစ်ရိုင်းနီနဲ့အာဆီနယ်မှာနံပါတ်1ပဲနောက်ပြီးရေးထားတဲ့ချက်ကတော့ဂိုနီပြအီနာကီကာနာကြောင့်သူတိုးတက်လာတာဖြစ်တဲ့အတွက်အာဆီနယ်မှာပဲသူဆက်ပြီးနေသွားတော့မယ်ဆိုပြီးတော့ရေးသားထားတာလည်းတွေ့တယ်အဲ့တော့ရီယက်ကအခုမှတော့မဟုတ်ကြံခဲ့တဲ့မေလလောက်ထက်ကဒေးဗစ်ရိုင်းယားကိုစိတ်ဝင်စားခဲ့တာပေါ့လေအဲ့တော့နှစ်နှစ်ဆက်ပရီးမီးယားလိရွှေလက်အိတ်ဆုရှင်ကိုရီယက်တို့သဘောကျနေတယ်သတိထားမိကြလားဦးတော်မင်းအာဆီနယ်ကစားသမားတော်တော်များများကိုရီယယ်မက်ဒစ်ကသဘောကျတယ်။ကာလာဖီယိုရီလည်းပါတယ် ဘူကာအိုဆာကလည်းပါတယ်လူးဝစ်စကယ်လီလည်းပါတယ်နောက်ပြီးတော့တချို့ကစားသမားတွေဆိုရင်ဒါဆာလီဘာပါဝင်ပေါ့လေသူသဘောကျတဲ့ကစားသမားတွေအများကြီးပဲအာဆင်နယ်တသင်းလုံးကိုစပိန်ဟူနာခေါ်လိုက်ပါလို့ပဲပြောအောင်လို့ဖြစ်နေအဲ့တော့ဒါကတစ်ဖက်ကကြည့်မယ်ဆိုရင်ရီယယ်လိုအသင်းတသင်းကဘာကြောင့်ကိုတင်းကကစားသမားတွေလိုချင်လာလဲဆိုတော့ကိုအတင်းကကစားသမားတွေဒီတကက်ဒိတ်ဒိတ်ကျဲအသင်းကြီးတွေမှာ ပွဲထွက်ခွင့်ရပြီးတော့ရေရှည်စီမံကိန်းနဲ့ကိုက်ညီတဲ့ quality player တွေဖြစ်တဲ့အတွက်အဲ့တော့ကျွန်တော်တို့အနေနဲ့အာရီတာကဒီအစုအဖွဲ့လေးရှိတုံးမှာတန်ဖိုးထားပြီးတော့ supply ယူဖို့တော့လိုအပ်တယ်သူလည်းကောင်းကောင်းသိမှာပါအဲ့တော့ဒီຫນွေဈေးကွာမှာအတင်းအတွက်လိုအပ်တဲ့တိုက်စစ်တနေရာပတ်စဲလေးကိုဖြည့်နိုင်မယ်ဆိုလို့ရှိရင်တော့အာဆီနိုလိုချင်တဲ့အချိန်ကိုက်ဂိုးသွင်းနိုင်တာတွေအကောင်းဆုံးခံစစ်ဆွမ်းဆောင်ရင်းနဲ့တူ supply ပေါ်လက်တင်နိုင်မယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်29နှစ်ရဲ့စပိန်သားကတော့2028ခုနှစ်ဒီအာဆီနို သက်တမ်းရှိသေးတယ်။ Brandfor Sia ခေါ်တော့ကလည်း drama ဆက်ပါတယ်။အငားတရာသည်ပြီးတော့မှအပိသက်ဝေဝင်းအသက်သွင်းပြီးတော့စုစုပေါင်း UO 31.6တန်းနဲ့ကျွန်တော်တို့2024တုန်းကဝေယူခဲ့တာပါ။2023-24ဘောလုံးရာသီမှာတော့တရာသည်အငားနဲ့ခေါ်ခဲ့တာပေါ့လေ။ဘာပြောပါ။ Raya အခုနောက်ပိုင်းပြားလာတဲ့ဆိုရင်မဲ့လေ keeper ရောက်လာပြီးနောက်ပိုင်းမှာသူ့အနေနဲ့တိတ်ပြီးမပြားတော့တော့လို့ကျွန်တော်ထင်တယ်။ညီကိုတော့ David Raya ကိုသဘောကျတယ်မလား။တော်တော်များတော့သဘောကျမှာပါ။တကယ်ကိုတပယ်စိတ်နေ ပြိုင်ဘက်တွေလက်ခုပ်တီးရောက်တဲ့အထိလှုပ်ခဲ့တဲ့အခိုက်တက်နေရှိရဲတခါကြီးကျတော့လေဘိုခန်စစ်ကလာမတူပုံမျိုးဘောလုံးဖြတ်နာဖြစ်တဲ့အတွက်ဂိုးပေါင်းမှမရှိလို့ဂိုးပေးလိုက်ရတယ်လေရှိရဲဒေးဗစ်ရိုင်ယာကအာဆင်နယ်တင်းတဲ့ဆိုတော့နောက်ထပ်နှစ်နှစ်သုံးနှစ်လောက်ကောင်းကောင်းအသင်းမှာနံပါတ်1ကိုယ်သမားဖြစ်ရှိနေပါဦးမယ် ဘောလုံးပွဲတွေကိုစီးပွားဖြစ်ဖြစ်ပျော်ရွှင်ဖြစ်ကစားကျင်နေဆိုရင်တော့ကိုထွတ်စီမှာဆော့လို့ရပါတယ်ကိုထွတ်စီမှာဘောလုံးပွဲတွေကစားကျင်ဗိုင်ဘာဖုန်းနံပါတ်396 946 46လုံး303တယ်လီဂရမ်နံပါတ်396 9983 9000တို့မှာဆက်သွယ်ပြီးကစားလို့ရပါတယ်ဘောလုံးပွဲတွေဘယ်မှာလောလောမှာဒါပေမဲ့ကိုထွတ်စီမှာလာလောင်းရင်တော့အယောစားမှန်ကန်ပြီးတော့လောင်းတဲ့လူတော်တော်များလည်းနိုင်ကြတယ်လို့ကြားသိရတယ်အဲ့တော့ကျွန်တော်စီမှာဓာတ်ရိုက်လာပြီးတော့ဆက်သွယ်ပြီးကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆင်နယ်မျိုးသမီးအသင်းရဲ့ဟီဝီကိုသတင်းတစ်ပုဒ်နဲ့တွားလိုက်အောင် ပုံမှန်ဆိုဟီဝီကိုတဲ့င်းကနံပါတ်1နဲ့မှာဖော်ပြပါလို့ဒါပေမဲ့အမျိုးသမီးအသင်းလည်းဖြစ်တယ်ပြီးတော့ဒီတဲ့င်းကလည်းနောက်ဆုံးမှထားပြီးဖော်ပြပေးဆိုတာအရှိမအရေးကြီးကျွန်တော် ACC ပြောကြလေးရှိကြလို့ပေါ့လေကဲ အဲ့ဒါကတော့အာဆင်နယ်သင်းစီကိုဒါကြံခဲ့တဲ့ရာသီလုံးကရာသီဝက်အငှားလာဆော့ခဲ့တဲ့မန်ချက်စတာစီးတီးအသင်းရဲ့ကစားသမားခလိုကယ်လီကတော့လက်ရှိချိန်မှာအာဆင်နယ်ရဲ့တရားဝင်ကစားသမားဖြစ်လာခဲ့ပါပြီသူ့အတွက်ပြောင်းရွှေ့ချင်တပြားမောက်ကုန် free transfer နဲ့ရတာကြံခဲ့တဲ့ champion league champion ဖြစ်တုန်းကဒါ woman champion league champion ဖြစ်တော့ဆိုရင်ဒီကစားသမားရဲ့အောင်ပွဲခံမှုကိုတော်တော်များအမြင်ကက်နေလောက်တယ်အတကုံအောင်ပွဲခံတာတကယ်လဲစာချုပ်တန်တန်ပြေသွားတဲ့ခါမှာတော့သူအာဆင်နယ်ကိုလာခဲ့တယ် တကယ်လည်းအဲ့ရာသီဝါမှာအာဆင်နယ်တင်းအတွက်ခြေစမ်းပြခဲ့တယ်။28နှစ်ရဲ့အင်္ဂလန်လက်ရွေးစင်ကတော့လက်ရှိ Transfer Market မှာ Euro 9သိန်းတန်ကြီးရှိရယ်။2016တုန်းကဒါအာဆင်နယ်မှာကစားခဲ့ပေါ့လေ။အဲ့နောက်ပိုင်းမှာ2018မှာတော့ Everton ရောက်တယ်။2020မှာ Man City ကိုရောက်ပြီးတော့လက်ရှိ Meeking Club အာဆင်နယ်အသင်းသူငယ်ဘွားကလပ်ကိုတော့လက်ရှိအချိန်မှာတော့ Free Transfer နဲ့ပြင်ပြောင်းလာတယ်။အမျိုးသမီးဘောလုံးလောကမှာအဲ့ Transfer Market မှာ Euro 9သိန်းလောက်တန်ကြီးရှိနေပြီဆိုတာတော်တော်လေးကိုမှဟို ခြေစွမ်းကောင်းတဲ့တန်ကြီးမြင့်ကစားမှပြောလို့ရတယ်ကျွန်တော်ရူဆိုဆိုလို့ရှိရင်ဒါယူတသန်းအဲ့ကြေးပေါက်တဲ့လူတွေပေါ့လေအဲ့တော့အဲ့လောက်ဆိုလို့ရှိရင်ဒါတော်တော်လေးအစင်တက်မြင့်တဲ့ quality player ဖြစ်ဈေးနှုန်းသတ်မှတ်လို့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့တော့ဒီကြံခဲ့တဲ့ယာတီတွေကသူ့ရဲ့ဆွမ်းဆောင်ရည်ကိုပြန်ပြီးကြည့်မယ်ဆိုရင်တော့နှစ်ကိုသွင်းပြီး၅လုံးဖိနိုင်ခဲ့တယ်2023 2024ဘောလုံးယာတီမှာမန်စီးတီးမှာခြေစွမ်းပြခဲ့တော့6ကိုသွင်း9လုံးဖန်တီးထားတယ် ပွဲပေါင်း30မှာ2020 23ဘောလုံးရာသီမှာတော့28ပွဲကစားတယ်6ကိုးသွင်း73လုံးဖတ်ရထားတယ်တကယ့်ကိုခြေစွမ်းကောင်းတဲ့ကစားမပါသူကတော့ဒီအထောက်ညာမှာလည်းဆော့လို့ရတယ် right winger ဘက်ချမ်းမှာလည်းဆော့လို့ရတယ်အဲ့ဒီနေရာနေသူစီကနေဖြတ်တင်ဘောတွေမကြာခဏမျှော်လင်းလို့ရပါလေ28နှစ်ဆိုတော့အနည်းဆုံး၄နှစ်လောက်တော့ကောင်းကောင်းအာဆင်နယ်ကိုသုံးလို့ရတယ်ဩ၄နှစ် contract နဲ့ခေါ်ယူလိုက်တာပါကဲအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ